အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុပါတယ် Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဒါ Napoli သင်းရဲ့အဓိက Superstar ဖြစ်တဲ့ Kevin De Bruyne ပေါ့လေ DRV မှာ Napoli ကိုရောက်လာပြီးတဲ့အချိန်မှာအကောင်းဆုံးစွမ်းဆောင်ပြပြီးတော့အခု City မှာလည်းခြေစွမ်းပြနေတဲ့ De Bruyne ကဒဏ်ရာပြဿနာရင်ဆိုင်ခဲ့ရတာပေါ့လေဟိုတနေ့ကကစားခဲ့တဲ့ Inter Milan နဲ့ပွဲမှာ De Bruyne injury ဖြစ်သွားတယ် ပနတီကံပြီးတဲ့အချိန်မှာ injury ဖြစ်တဲ့နောက်အဲ့ injury ရဲ့နောက်ဆက်တွဲအနေနဲ့ Kevin De Bruyne ကအခုလက်ရှိမှာဒါဘယ်လိုပြောမလဲဒဏ်ရာပြဿနာကြောင့်တစ်ခေါက်ချိုးဒဏ်ရာရရှိသွားတယ်။နောက်ဆက်တွဲကတော့ KDB ကအခုလက်ရှိမှာဒါ3လကနေ4လထိနားမယ်။ Kevin De Bruyne နဲ့ပတ်သက်လို့အဲ hamstring ဟာသူ့ဘွားရဲ့အကြီးမားဆုံးပဲသူဒုတိယလည်းမဖြစ်ဘူးဗျ။တခြား ankle injury ပါလည်းမဖြစ်ဘူး။သူ့ရဲ့အဲတကောက် Jordan ရဲ့ hamstring ဟာ De Bruyne ကိုခဏခဏဒုက္ခပေးတယ်။ဒါ Manchester City မှာလည်းအဲ hamstring ကိုသူခွဲစိတ်ကုသပြီးတော့၃-၄လနားဘူးတယ်။ဟိုးဆောပိုင်းတော့ကတော့ဒုတိယအချို့တခါရဘူးပဲ။အခုဒီဘက်နောက်ပိုင်းမှာ injury ခက်စိတ်စိတ်ဖြစ်လာတယ်။ Man City က De Bruyne ကိုထွက်ခွင့်ပေးတဲ့အချက်ကအဲ့အချက်ပဲ။ De Bruyne ရဲ့ injury concern နဲ့ De Bruyne ရဲ့မကြာခဏ injury ဖြစ်လေရှိတဲ့အခြေအနေနဲ့အသက်အရွယ်ကြောင့်ရဲ့လုခလာစွာကြောင့်ပဲသူကိုထွက်ခွင့်ပေးထားတယ်။ Napoli ကိုရောက်ပြီးတဲ့အချိန်မှာသူခြေစွမ်းပြနေတယ်။အခု City မှာ Napoli ကရမှတ်18မှတ်ရတယ်။သူရဲ့ Roma ရဲ့က18မှတ် AC Milan က18မှတ် Inter Milan က15မှတ်ရထားတဲ့အချိန်မှာ title race ကတော့ Milan နဲ့သေးရဲ့ Roma ရဲ့ Napoli ကအဓိကအားပြန်ရမယ့်အချိန်မှာအခုလောလောဆယ်မှာ De Bruyne က tap ပြီး injury ဖြစ်တယ်။ဆိုတော့အခုလောလောဆယ်မှာ ဒါ KDB injury 3လနဲ့4လဟာဒါနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့သူ walk အတွက်ဘာသူအတွက်တော်တော်လေးတိုင်ပတ်အခုဗျာဒီ international break ကဒါကြားထဲမှာဝင်အောင်မယ်ဆိုအောက်တိုဘာပဲထားအောက်တိုဘာလကုန်ဆိုရင်နိုဝင်ဘာဒီဇင်ဘာခြံကျော်မှသူပြန်လာမယ်ဆိုတော့နောက်6လမှာသူအကောင်းဆုံးဆွမ်းဆောင်ရင်ပြဖို့လိုအပ်တယ်ဆိုတော့ De Bruyne အတွက် Napoli အတွက်ကြီးမားတဲ့ social မှုပေါ့လေ penalty ကံရကနေရရှိတဲ့တစ်ခေါက်ကြိုးတန်ရာက3လကနေ4လနားမယ်တခါ Real Madrid ရဲ့အသင်းကောင်းဆောင် ဒန်နီကာဗဟာကလည်းဒန်ယာကြောက်ပဲဒါသူလည်း3လအထိနားရတော့မယ်ဒန်နီကာဗဟာကဟိုတနေ့ကမှဒါအခုနောက်ပိုင်းဒန်ယာပြည်သနာကြောက်တောင်းလျှောက်နားနေရကဒီအခုဒန်နီကာဗဟာကဒန်ယာပြည်သနာထပ်ပြီးဖြစ်သွားတယ်ဖြစ်သွားတာတော့အခုဒါအပွဲတွင်မှာတော့ယမားနဲ့သူနဲ့ရဖြစ်ကြတယ်ယမားကဒါ talking too much ပေါ့လေပွဲမတိုင်ခင်မှာရပွဲပြီးမှရမင်းအရန်စကားပြောလို့နေပါညာသူကပါဇက်ကိုပိတ်လိုက်ပါညာနဲ့ကာဗဟာက ဒါအဲ့ပို့တယ်ကဘာဂျမားရေလုံးမို့စကာလေးလုတ်တယ်လူတိုင်းကိုလုတ်တာဗျမှန်တိုင်းပြောရင် Real Madrid ပေးတက်တီတော့မသိဘူးဒန်နီကဘာဟာကလူမြစ်ကစားသမားဒီကောင်က ACA injury ခဏခဏဖြစ်တယ်ဒါပေမဲ့ तू ကတကယ်လူမြစ်ကြည့်လိုက်ရင်တော့ပျ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 ော့လေးနဲ့ तू ကတကယ်ဘောင်ထဲကအမတန်လုတ်တယ်လူမြစ်ဥပမာဒန်လူကြီး Matthew ဆိုရင်ကျွန်တော်မှတ်မှတ်ရရအဲ့ဘွဲမှာဗာပြောလဲဆိုတော့ Ronaldo အဝူကိုဖြစ်တိုက်လိုက်တဲ့တထောင်လေး body တိုက်တာဗျပြီးခဲ့တဲ့2022ကဘာဖလားတော့ကအဲဘယ်လိုပြောမလဲဆိုတော့ အဲထေယိုဟနန်တက်စ်ကမေဆမောက်ကိုတိုက်လိုက်တာ ਨੇ ပုံစံတူတူပဲဒါကွင်းလက်တလူကြီးဆမ်ပေါ်လိုဆဲဆမ်ပေါ်လိုဆိုတဲ့ဘရာဇီးတန်လူကြီးကဗီယာကြည့်ပြီးတော့အဲ့ပန်ပန်တီပေးတယ်ဒါပေမဲ့ဒီမက်သီယိုပြောပြချက်ရဒါဟာအခြားပွဲတွေမှာသူတေချာပေါက်ပန်တီပေးတာပေါ့လေ ဒါပေမဲ့အဲ့ classico ဖြစ်တဲ့အကြောင်းကိုလည်းတန်ကြီးကပတ်တည်မပေးဝါဘူးဆိုတဲ့အချက်ကိုတန်ကြီးကဖော်ပြတယ်တန်ဒီကဘာကပြောချင်တာကဗျာသူဖြတ်တိုက်လိုက်လို့အောင်ကိုလဲတဲ့အချိန်မှာထထထမင်းတိုင်မထိုးနဲ့ဆိုပေါ်တယ်ကျွန်တော်ကအဲ့ဒန်ဒီကဘာနဲ့ပတ်သက်လို့ရှိရင်မတွေ့ပါကျွန်တော်တော်များများကြိုက်တယ်အန်တိုနီယိုရူဒီကာကညစ်တယ်ဆိုမှအန်တိုနီယိုကနေကဘောင်နေရဆိုတာဗျာကျွန်တော်ပြောချင်တာဘောင်နေရလူရောပါရောနှစ်ယောက်စုံတိန်ကျုံဆိုတာဗျာရူဒီကာအရူဒီကာပါနဲ့တဲ့ချမ်းနဲ့ဒါပေမဲ့သူကဘောင်နေရချတယ်ဒန်ဒီကဘာဟာမဟုတ်ဘူးဒီကောင်ကလူညစ် အရင်တည်းကလူညက်ဒါကြောင့် Real Madrid အတင်းမှာသူခဏခဏအဒူးတရရရ injury ဖြစ်တယ်ကျွန်တော်တခြားကစားသမားတွေ injury ဖြစ်တယ်ကျွန်တော်အဲ့လိုမဖြစ်အဲ့ကောင် injury ဖြစ်ကျွန်တော်ပြောတယ်ဒါကစားသမားတယောက် injury ဖြစ်ကျွန်တော်မပြောဘူးဒါပေမဲ့ Danny Carver ကိုကျွန်တော်ကြိုက်ဖို့မကြိုက်ဘူးဘာလို့လဲတော့တကယ်လူညက်အဲ့ဒါ तू ကမဖြစ်လဲဆိုတော့အခုလက်ရှိမှာဒူးတရထက်ရသွားတဲ့အတွက်ကြောင့်နောက်ထပ်3လထပ်နိုင်ရမယ် Danny Carver 3လထပ်နိုင်ရမယ်ဆိုတော့ Trent Alexander-Arnold အတွက် chance ရှိတယ် ချန့်ရှိတယ်သူကထွန့်အလက်ဇန္ဒားအနုတဲချန့်ရှိအခုစပိန်လေဝင်းစင်တည်းကဘာဖြစ်နေလဲဆိုတော့ professional ကသားမတွေဖြစ်တဲ့ကြောင့်ယမားနဲ့သူနဲ့ယံဖြစ်တဲ့ကိစ္စမှာဒါလေဝင်းစင်အတင်းထိမပါဘူးမျောလင်းပြီးတော့ professional တွေဆိုပြီးတော့သူကတော့ပြောထားတယ်ဆိုတော့ de bruyne လီလာလောက်ထိနားမယ်အခု danny cavaha က3လပြန်နားမယ်ဒါ၃လပြန်လာဖို့ရှိတယ်ဒါအခုလောလောဆယ်အန်တိုနီယိုရူဒီကာကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါသူကတော့ပြန်လာတော့မသိတော့မလို့တော့အန်တိုနီယိုရူဒီကာဆိုတော့ရယ်မက်ဒရစ်ဘက်ကသူရဲ့အသိန်းကောင်းဆောင်အတွက်ပေါ့လေနောက်ထပ်စိတ်ပြက်စရာ ဒါဘယ်လိုမှထိုင်ရပြဿနာရင်ဆိုင်ခဲ့ရပြီးတော့ debrainer လေးကာလရှိချာထပ်ပြီးနားမှာဖြစ်ပါတယ်ဒါကတော့ဟိုတနေ့ကကစားသွားတဲ့ပွဲစဉ်တွေက injury list ပါအားလုံးကျေးဇူးတင်ပါတယ်